ကြက်လေးတွေ့လာတယ်။ဘယ်တဲကလဲသုတ်တန်တွေကကြက်လေးတွေ့လာ။သုတ်တန်တွေကကြက်လေးဆိုတော့ဒုသူတော်စင်များသုတ်တန်ဆိုတော့သိတဲ့အတိုင်းလူကလာလိုက်ဟိုပြေးလေရဒီပြေးလေရတခါလာပြီးတော့ဒါမသာချမယ်အဲ့ဒီကြက်ကဟိုပြေးရဒီပြေးရဆိုတော့ဒီကြက်လေးကစနစ်တကျနဲ့သူနေခဲ့ရတာမဟုတ်ဘူးတဲ့အဲ့ဒါမျိုးနေခဲ့ရတာမဟုတ်တော့ဒီကြက်လေးအဲ့ဒါဖမ်းလာတော့ဘာမှသူကသူ့ရဲ့မိဘရင်ခွင်မှာလက်ထပ်တင်ထားတာဘာမှမရှိတော့ ကျောင်းသားတွေစီရောက်လာတော့သူတွွန်ညင်းတဲ့ချိန်တွွန်တယ်မတွွန်ညင်းလဲဒီတိုင်းနေလိုက်တယ်တခါတလေကျတော့လေအစိုးကြီးထတွွန်မြန်ရောအဲ့ဒါနဲ့ကျောင်းသားတွေကထတာဘာမှမမြင်ရသေးဘူးအစိုးကြီးဖြစ်နေတခါတလေကျတော့လေနောက်ကြမှတွွန်မြန်ရောဘာမှစာမကြက်လေရအောင်ဟောတွကြဟိုကျောင်းသားကအဲ့လိုဖြစ်ဒီကျောင်းသားကလိုဖြစ်မင်းထူးပါဘူးကွာစီးမဲ့ကမ်းမဲ့ကြက်မင်းရှိနေလေအလကားပဲဆိုပြီးတော့အဲ့ဒါကျောင်းသားတွေတိုင်ပင်ပြီးတော့အဲ့ကြက်လေးရိုက်တက်ပြီးချက်စားပလိုက်တယ်တဲ့ အဲ့ဒါမျိုးဖြစ်တော့အဲ့ဒါကြဲလေးဒီလိုဖြစ်သွားပါတယ်လို့အဲ့ဒါပြောတဲ့နေရာမှာဖះကပြောတဲ့စကားလေးကမှတ်သားလောက်တယ်ဟုတ်လားဖះကဘာပြောလို့ဆိုတော့အမာတာပိတရသံဝတော်အနာစီရကုလေဝတံနံပါတ်အဲ့ဒါစကားလေးနှစ်ချက်ပေါ့စကားဘယ်နှစ်ချက်နှစ်ချက်အမာတာပိတရသံဝတ္တ မိဘရဲ့ရင်ခွင်မှာ စနစ်တကျမကြီးထွားခဲ့ခြင်းပြောကြည့်ပါမိဘရဲ့ရင်ခွင်မှာ စနစ်တကျအဲစနစ်တကျမကြီးခဲ့ခြင်းပေါ့နော်မိဘရဲ့ရင်ခွင်မှာစနစ်တကျမကြီးခဲ့တဲ့ပုဂ္ဂိုလ်သည်ဝတ္တရားလည်းမသိဘူးကျင့်သုံးရမယ့်အရာလည်း तू မသိဘူးနောက်ကာလဘယ်ချိန်ဆိုတာလည်းမသိဘူးဘယ်ချိန်မှတုံအောင်ဆိုတာလည်းပဲမသိဖြစ်တတ်တယ်တဲ့ဒါကကြက်လေးပြောပြီးလူသားတွေအားလုံးနဲ့မဆိုင်ဘူးလား အဲ့ဒါကြောင့်တို့သူတော်စင်များအသက်ရွယ်ငယ်တဲ့အချိန်မှာကို့မိဘရဲ့ရင်ခွင်မှာနေရတဲ့အချိန်မှာမိဘတွေကတက်တင်တက်ထိုက်တဲ့ပညာတွေကိုသင်ထားဖို့လိုသလားမလိုလားဟုတ်ပါဘူးခင်ဗျအေးငယ်တဲ့အချိန်မှာတို့သူတော်စင်များကြောင်းလိုက်တာမှန်တယ်ကြောင်းလိုက်လဲလိုက်ရမှာမှန်တယ်ဒါပေမဲ့ကြောင်းလိုက်ပြီးတော့စာလေးကြက်ယုံနေတယ်ပြီးသွားတယ်လို့တော့မထင်နိုင်နဲ့ နေတနေငွေရက်လေးတွေအားတယ်မိဘဘယ်လိုအိမ်ကိုတန်ရှင်းရေးလုပ်တယ်လဲချက်တဲ့ပြုတ်တယ်ဘယ်လိုချက်တာလဲဘယ်လိုအင်းကြီးဝတ်စားတွေကိုစနစ်တကျထားတယ်လဲနောက်ဒီဘက်ကစားတော့ပြီးသွားလို့ရှင်ခွက်တွေကိုဘယ်လိုထားတယ်လဲအိုးမဲနဲ့ဒံအိုးတွေဘယ်လိုထားတယ်လဲအိုးမဲပါတာကဘယ်လိုထားတယ်လဲယူယူခွက်တွေကဘယ်လိုထားတယ်လဲပကံများတွေဘယ်လိုထားတယ်လဲဇွန်းဘယ်လိုထားတယ်လဲမိဘရဲ့ရင်ခွင်မှာနေတော့မှစနစ်တကျ ို့သူတော်စင်များကြည်ထားမြင်ထားသင်ထားဖို့လိုသလားမလိုလားအဲ့ဒါမျိုးမလုပ်ဖဲနဲ့ကိုကဒီတိုင်းလေးကြီးလာခဲ့ရင်အချိန်ကျလို့အိမ်အောင်ကြရင်ပြဿနာတက်တယ်ဟိုဘက်ကလည်းကိုလိုလူမျိုးကိုကလည်းအဲ့ဒါမျိုးလူမျိုးဆိုအဲ့ဒီနှစ်ယောက်ပေါင်းလိုက်ရင်ဟောအဝိဇ္ဇာတွေပြည်တယ်ရှော့ခိုင်းတယ်ပြဿနာစတတ်တယ်ဒီအမျိုးကြုံခံမှုတို့ကဒီလိုလာနေတာမဟုတ်ဘူးဖြစ်လာတတ်တယ်။သမင်းချက်ပါလို့ပြောလိုက်တာနဲ့တပြိုင်နက် ဒါမျိုးတို့ကမရဘူးအိမ်မှာလက်သေးစားတဲ့ပုဂ္ဂိုလ်ဒါမျိုးဖြစ်လာတတ်တယ်အဲ့ဒီအခြေခံကနေစလိုက်တာအိမ်အောင်ရေးမှာအဆင်မပြေမှုပေါင်းများစွာဖြစ်ပြီးတော့တဖြည်းဖြည်းနဲ့အဲ့ဒါသူ့မိဘကိုမိဘဟောပြဿနာတက်လာတယ်မင်းတို့ကဒုသမီးကိုဒီလိုမင်းတို့ရဲ့သားနဲ့ပေးစားထားပြီးဒီလုပ်ငန်းတွေခိုင်းနေကြတယ်အိမ်မှာမင်းခြေမွေးမိမလောင်ထားတဲ့ဟာဒါမျိုးလုပ်လို့မရဘူးဟောအဲ့ဒါနဲ့ပဲဘာမှမဟုတ်ဖက်နဲ့လမ်းခွဲကုန်တာတွေမရှိဘူးလား လမ်းခွဲကုန်တယ်အဲ့ဒါမျိုးဖြစ်ပြီးတော့ပြဿနာဒီကိစ္စမှာအများကြီးတက်တယ်အဲ့ဒါကြောင့်အမာတာပိတရသံဝတ္တနိဗ္ဗာန်ရဲ့ရင်ခွဲမှာစနစ်တကျမကြည့်ခဲ့ခြင်းပြောကြည့်ပါမိဘရဲ့ရင်ခွဲမှာစနစ်တကျမကြည့်ခဲ့ခြင်းအဲ့ဒါကြောင့်တို့ကလူသားဆိုတော့စနစ်တကျကြည့်ခဲ့ဖို့လိုပါတယ်ဟုတ်တယ်မဟုတ်လားနောက်တစ်ချက်ကအနာသီရကုလေဝတံဆရာရင်ခွဲမှာပညာမသင်ခဲ့ခြင်းပြောကြည့်ပါ ဆရာရင်ခွင်မှာပညာမသင်ခဲ့ခြင်းဆရာရဲ့ရင်ခွင်လည်းပဲသုတ္တရသည်များစနစ်တကျနဲ့တပြည့်ခံပြီးတော့ပညာသင်ခဲ့တာမရှိရင်အဲ့ဒီပုဂ္ဂိုလ်မရဘူးဟုတ်တယ်မို့လားသုတ္တရသည်များဆရာသမားတွေကပညာသင်ပေးတာရှိအဲ့လိုမျိုးပညာသင်ပေးတဲ့နေရာမှာဘာဘာရည်ကြည်တယ်လဲပြောရင်ဆရာရဲ့စိတ်ထားဆရာရဲ့စာပေပေါ်မှာယူဆတဲ့အယူဆ ဆရာရဲ့သူ့အိမ်မှာနေတဲ့အသွင်ပြင်အဲ့ဒါတွေပါရဖို့လိုတယ်ဟုတ်တယ်မို့လားပညာလေးတွေယူခိုင်းတာမဟုတ်ဘူးဆရာရဲ့ရင်ခွင်ဆိုတာဥစဉ်တို့အဲ့ဒါကိုလည်းပဲအသက်ရွယ်လေးကြီးလာတော့ဥစဉ်တို့လည်းပဲလူသားတွေကလူဆိုတော့စည်းကမ်းထုတ်တဲ့ဘုန်းကြီးဆိုရင်ငါကသဘောမကျအောင်နော်ဘာထုတ်တဲ့ဘုန်းကြီးစည်းကံကြက်တဲ့ဘုန်းကြီးဆိုသဘောမကျဝိုင်းမေတ္တာပို့နေဒီဘုန်းကြီးထွက်ရင်လည်းထွက်မှာဟောလားတက္ကသိုလ်မှာလည်းအဲ့ဒီတိုင်ဖြစ်တယ်နော် တချို့ဘုန်းကြီးကသူကသာမယာဘူးဆိုဟာလက်တိတဆုဆုနဲ့ချို့လဲဒုတ်တကိုင်းကိုင်းနဲ့ရွယ်ကြီးတာကချမယ်နဲ့မဖြစ်တာဒီဘုန်းကြီးကဝိုင်းပြီးသူတောင်းကြတယ်တက္ကသူကပြောင်းပါစေပြောင်းပါစေမြန်မြန်ကြောင်းရပြီးကြောင်းဘုန်းကြီးဖြစ်ပါစေအပြင်ကြောင်းရောက်သွားပါစေနဲ့ဝိုင်းသူတောင်းကြတယ်အဲ့ဒါငယ်တုန်းကတော့အဲ့ဒီတိုင်းဒါပေမဲ့အသက်ရွယ်ကြီးကြီးတော့ပုံပြောင်းသွားတယ်ဘာတွေကြီးတော့အသက်ရွယ်ကြီးတော့ပုံပြောင်းသွားအထူးအဖြင့်ကိုကိုယ်တိုင်ဘုန်းကြီးဖြစ်တော့သဘောပေါက်သွားတယ် ကိုကိုယ်တိုင်စာသင်ခန်းထဲမှာအခုဆရာဖြစ်ပြီဆိုတော့သဘောပေါက်သွားတယ်။တပည့်ရဲ့စိတ်နဲ့ဆရာစိတ်နဲ့အများကြီးကွာသွားတယ်။ပြောကြည့်ပါ။တပည့်ရဲ့စိတ်နဲ့ဆရာရဲ့စိတ်နဲ့အများကြီးကွာသွား။ဆရာရဲ့စိတ်ကကြတော့တပည့်ပေါ်မှာဘလို့ဖြစ်လာတယ်လဲပြောရင်။ငါသင်ပေးတဲ့အင်္ဂလိပ်စာကိုသူတို့မတက်ရဲ့။သူတို့ဘဝတစ်ချောင်းလုံးဒုက္ခရောက်မယ်။ဥစဉ်ကအင်္ဂလိပ်စာပြရတာနော်။ငါသင်ပေးတဲ့အင်္ဂလိပ်စာကိုသူတို့ကြကြနာနာမတက်ရဲ့။သူတို့ဘဝ ဒီရင်ဒုက္ခရောက်မှာမဟုတ်အကုန်တလျှောက်လုံးမှာဒုက္ခရောက်မှာဒီလိုဆိုတော့သူတို့ကြိုက်ကြိုက်မကြိုက်ကြိုက်ငါစူခိုင်းရမှာကြိုက်ကြိုက်မကြိုက်ကြိုက်သူတို့ရဲ့စာတွေကိုတိတိကျကျစစ်ပေးရအဲ့ဒီမှာနေနေတဲ့ပုဂ္ဂိုလ်ဆိုရင်လေပြစ်ဒဏ်ပေးတဲ့ငါပေးပြရအဲ့ဒါမျိုးဖြစ်သွားတယ်ငကိုယ်လုံးကတော့ကိုယ်ကိုယ်တိုင်ကိုသိကန့်ကျက်တဲ့ပုံကြီးမကြိုက်ဘူးဟုတ်လားနော်အဲ့ဒါကြောင့်ဆရာနဲ့တပြည့်စိတ်တဲ့ချင်း꽈သလားမ꽈ဘူးလား꽈တယ်အဲ့ဒါကိုဒုသူတော်စင်များနားလဲဖို့လိုသလားမလိုဘူးလား ဆိုတဲ့အခုဒီမှာဥစဉ်တို့ကဒီဒေါက်တာဘွဲ့ဖေးစီရေးတဲ့ခါကျပူပြီးတော့နားလေသွားဆရာရဲ့တန်ဖို့ပထမဥစဉ်ရေးတာကဥမြင့်ဆွေ လန်ဒန်ဆိုတာလန်ဒန်မှာနေခဲ့ပြီးတော့ MA ဘွဲ့အဲ့ဒီကပြီးခဲ့တယ်အင်္ဂလိပ်စာကောင်းတယ်ဆရာကြီးဒီမှာရေးရတယ်အဲ့ဒီကနေနောက်တစ်ဆင့်တက်သွားတဲ့ခါကျတော့ဘုန်းကြီးဥနန္ဒမလာဒေါက်တာနန္ဒမလာဘီဝန္တာဆရာတော်ကြီးနဲ့ဥစဉ်ကစာရေးရတယ်အဲ့ဒီမှာကျတော့ဆရာတော်ကြီးရဲ့နေပုံထိုင်ပုံတွေဆရာတော်ကြီးရဲ့စာပေပေါ်မှာထားပုံတွေ ဆရာတော်ကြီးရဲ့စိတ်သက်တဲ့အကုံလုံးမှာဥစဉ်တို့အကဲခခွင်အများကြီးရသွားတယ်။ဒါကကြီးတဲ့အခါသူ့ယင်ခွင်မှာဝင်ပြီးတော့ပညာယူလာကြတော့ပုံစံတစ်မျိုးဖြစ်သွား။ကိုယ်စိတ်သက်တွေပါဘလို့အောင်းမေ့လာလဲဆိုတော့တို့လည်းပဲဘုန်းကြီးလိုစာတကယ်သိအောင်လုပ်မယ်။အဲ့ဒါမျိုးဖြစ်သွား။ငါကဥစဉ်တို့စာရေးတယ်။သွားပြီးတော့ဥစဉ်တို့စာပွားပြီးတော့ပြရတယ်နော်။အဲ့ဒီမှာ ဒေါက်တာဘွဲ့ဆိုတာသိတဲ့အတိုင်းဒုသရဇင်များ MA BA သီးသစ် MA သီးသစ်ရယ် PhD သီးသစ်ရယ်မတူဘူး BA သီးသစ်ဆိုတာ data ကိုကောက်ထည့်လိုက်တာနဲ့ BA သီးသစ်တကူရတယ် MA သီးသစ်ကျတော့ data ကောက်တာမှလည်း detail လုပ်ပေးရအသေးစိတ်ဘယ်ကျမ်းဘယ်လိုဆိုဘယ်ကျမ်းဘယ်လိုဆိုအဲဒီဘက်ကဒေါက်တာဘွဲ့လုတ်တဲ့အခါကျတော့ဒုသရဇင်များအဲ့ဒါမျိုး data ကောက်ပြီးထည့်ရုံနဲ့မရတော့ဘူးဒီကျမ်းနဲ့ဒီကျမ်းကို comparative study လုပ်ရတယ် ီကျမ်းကဒီလိုဆိုတယ်ဒီကျမ်းကဒီလိုဆိုတယ်ဒီအချက်မှာတော့လွဲနေတယ်ဒါဟာတကယ်တမ်းကတော့ဒီကျမ်းကပဲလိုတာဖြစ်ရဒီကျမ်းကသဘာဝကိုကြအဲ့ဒါမျိုးတွေပါဖြစ်လာတာမရှိဘူးလားအဲ့ဒါဒီသုံးသက်ရအဲ့ဒါတွေမပါရင်ဒေါက်တာဘွဲ့ဒီပြည်ပြင်းနဲ့ကျမ်းတော်မဖြစ်နိုင်ဘူးအဲ့ဒါဦးဇင်းတို့စရည်တော့ဆရာတော်ကြီးကစာဖတ်ကြည့်ပြောတယ်ရှင်ကုမာရရေစာရီဖြစ်နေတယ်ဘာရီဖြစ်နေဘာရီဖြစ်နေစာရီဖြစ်နေဦးဇင်းတို့တော်တော်အံ့ဩတယ် ဘုန်းကြီးကตาကြီးတာตาဖြစ်နေတယ်ဆိုတော့ဘာပြောတာလဲလို့နားမလဲဘယ်လူတွေตาတွေဖြစ်နေတာလဲပြောဒီကျန်းကဒီလိုဆိုပါသည်ဒီကျန်းကဒီလိုဆိုပါသည်တော့တော့ပြဘုန်းကြီးကအဲ့ဒါကိုမကြိုက်ဘူးဒီကျန်းဒီလိုဆိုတာမှန်တယ်ဒီကျန်းဒီလိုဆိုတာမှန်တယ်ရှင်ပြဘယ်လိုဆိုကြတယ်လဲဒီကျန်းနှစ်ကျန်းရဲ့ကွာဟချက်ကိုရှင်ပြဘယ်လိုသုံးသပ်ပေးကြတယ်လဲဘယ်လိုတင်ပြကြတယ်လဲဘယ်ချက်ညံ့နေတယ်လို့ရှင်ပြတင်ပြကြတယ်လဲဘယ်ကျန်းကตาတယ်လို့ပြောကြတယ်လဲအရှင်ဘုရားအဆိုပါရဲ့ သူ့ဆိုကြည့်တဲ့ကောက်ထဲတာရှင်မြခိုးချတာနဲ့အတူတူပဲဖြစ်မှာပေါ့အဲ့ဒါမျိုးကွာသွားတာတွေရှိဘူးလားအဲ့ဒါတွေဒီတို့ရဲ့ရင်ခွင်မှာသွားပြီးတော့ဒီပညာကိုသင်လို့တာဒုသူတော်စင်မြတ်ဒီလိုရတာအဲ့ဒါမျိုးစနစ်တကျနဲ့မသွားခဲ့ရင်ဒုသူတော်စင်မြတ်စနစ်တကျမဖြစ်နိုင်ဘူးဆိုတာကိုသဘောပေါက်ဖို့အဲ့ဒါကြောင့်ဒုသူတော်စင်တို့မှလည်းဆရာတွေရှိလေစိတ်တိုင်းကြတဲ့ဆရာဆိုတကယ်ရင်ခွင်မှာဝင်ပြီးတော့စတတ်အောင်သင်ဖို့လိုပါတယ် ူသလားမလူလားလူတယ်တို့တော်စင်မြဥစဉ်ရဲ့ကြံကောင်းစည်းကဒါဆရာတော်ကြီးနဲ့တွေ့လို့သာဥစဉ်တို့ဒီကြံကိုပြီးအောင်ရေးနိုင်တာတာမန်ပုဂ္ဂိုလ်နဲ့တွေ့ရင်ဘလို့မှမပြီးနိုင်ဥစဉ်ရဲ့ကောင်းစည်းက A Study of Ignorance and Craving in Theravada Buddhism Chapter 5ခုဖွဲထားတယ်အခန်း5ခန်းပေါ့ First chapter ကဘာရေးလို့ဆို Antimological Study of Avijja Tanha အဝိဇ္ဇာတဏကိုရင်းမြစ်ဝဟာရလေးလာခြင်းဒါကနည်းနည်းတော်သေးတယ်ရေးမယ်ဆိုရေးလို့ဖြစ်နိုင်တယ် နောက် second chapter ကတော်တော်ပညာသားပါလေ psychological study ရောအဝိဇ္ဇာတဏအဝိဇ္ဇာတဏကိုစိတ်ပညာရှုတော့ငါလေ့လာခြင်းကြောင့်မလွယ်ဘူးတို့တို့ရှင်များအဝိဇ္ဇာတဏဆိုဥသနုသိတာက နော်ဒီဘက်ကလောဘနဲ့တဏဒါပဲသိဒါပေမဲ့စိတ်ပညာရှုတော့ငါကြည့်ရင်ဒါစိတ်12မျိုးကိုဆိုလိုနေတယ်ဆိုတာကြတော့ဒါဆရာတော်ကြီးနဲ့ဆွေးနွေးလို့တိုင်ပင်လို့ဥသနုဒါဖော်ပြနိုင်တာနောက်ဒီဘက်ကသားဖြတ်ချက်တာကြတော့ဘာရေးတယ်လဲလို့ပြန် philosophical study ရောအဝိဇ္ဇာတဏအဝိဇ္ဇာတဏကိုဒသနာပညာရှုတော်ကလေ့လာခြင်းဒသနာနဲ့ဆိုရင်အဝိဇ္ဇာတဏဟာဘာကိုပြောခြင်းတာလဲဘယ်လိုပြောခြင်းတာလဲဘယ်လိုအတွေးခေါ်တွေဒီထဲမှာပါသေးတယ်လဲဆိုတာဒသနာပညာရှုတော်ကနောက်တစ်ခုက fourth chapter ကျတော့အဝိဇ္ဇာတဏ as a major cause of tantara tantara လည်းပတ်တဲ့နေရာမှာ main ကြတဲ့အဝိဇ္ဇာတဏကဘယ်လိုပံ့ပိုးပေးလိုက်လို့ လူတွေဟာဘဝထက်ထက်ရနေတာလေဆိုတော့သူတေသနာလောက်တာကြတော့ဒုသူရစင်များအဲ့ဒီ chapter တစ်ခုတည်းနဲ့ကွာအချောကင်တော့ကနှစ်လလောက်ကြာတယ်အဲ့ဒါမျိုးဖြစ်သွားစာမျက်နှာ30ပဲရှိတယ်စာမျက်နှာဘယ်လောက်30ပဲရှိတယ်အချောကင်တဲ့အားကနှစ်လတောင်ကြာကြာနာနာအချောကင်ရတာရှိတယ်အဖက်ဖက်ကနေတွေးပြီးတော့ဘယ်လိုကူးသွားတာလဲတန္တရာလေတဲ့နန်းမှာဒုသူရစင်များတေချာရှင်းမပြနိုင်ရင် စကလုံးနှလုံးရောထွေးမှုအင်္ဂလိပ်စာမှာဖြစ်မှာရှိတယ် reincarnation နဲ့ rebirth လို့ရှိတယ် reincarnation ဆိုတာကပြန်လဲဝင်စားခြင်းဘာလို့ချင်းပြန်လဲဝင်စားခြင်းဒီဘဝကပြီးလို့နောက်ဘဝဝင်စားတာဒါအင်္ဂလိပ်စကလုံးနှလုံးရှိတယ်နောက်ဒီဘက်ကတစ်လုံးကကျတော့ rebirth ပြန်လဲမွေးဖွားခြင်းဘာလဲလဲပြန်လဲမွေးဖွားခြင်းအဲ့လိုဆိုတော့ပါဠိစာပေမှာရှိတာကခုနှစ်ဘဝဘဝတစ်တဖန်ရတယ် အဲ့လို့ဆိုဘဝတက်ဖန်ရတယ်ဆိုတဲ့သကလုံးကိုအင်္ဂလိပ်လိုပြန်မယ်ဆို reincarnation နဲ့ပြန်ပါလား rebirth နဲ့ပြန်ပါလားဒါဟာလိုလာတယ်လိုလာတော့ reincarnation ရဲ့ဟုတ်လားနောက်ကဘက်ဂရောင်းဒီသကလုံးဘဲကဆင်းသက်လာတယ်လေဆိုတာက နောက်ကလိုက်ပြီးလေ့လာတော့အတ္တဝါဒကဆင်းသက်ခဲ့ဘယ်ကဆင်းသက်တာအတ္တဝါဒ egoism ကဆင်းသက်အတ္တဝါဒကဆင်းသက်လာတဲ့သကလုံးဖြစ်ရင်ဒါ buddhism မဖြစ်နိုင်တော့ဟုတ်တယ်မဟုတ်လား နောက်ဒီဘက်က rebirth ကြတော့ဦးဇင်းတို့ဘယ်ကလာတာလဲလို့ပြောရင်သူ့ကြတော့ non ego ရေစင်ကလာတယ်အနတ္တဝါဒကဆင်းသက်တယ်ဘယ်ကဆင်းသက်တာအဲဒါလေးဟိုနမူနာပြောပြတာပါဒုသူတော်စမြတ်နဲ့လူငယ်ပါလို့ကိုလုပ်ငန်းလေးတွေလုပ်တဲ့ခါကျတော့စနစ်တကျလုပ်ဖို့ကိုပြောတာအဲ့ဒါမျိုးစစ်စစ်ပေါက်ပေါက်လေးလေးလာပြီးမှပဲသာကအရသာပါသွားတယ်တမျက်နှာပြီးသွားရင်တော်တော်ကိုအရသာပါတာပဲပြန်ဖတ်ကြည့်လိုက်ဒီနေရာမှာတော့ငါဘယ်ဟာနဲ့တင်ပြတာ ဘယ်ထောက်ကွက်တွေရှိသေးလဲဘာတွေရှိသေးသလဲငါ့ကိုစောရကဘယ်သူတက်နိုင်သေးတယ်လဲအဲ့လောက်ဒီကဖက်ဖက်ကကြည့်ပြီးတော့တမျက်နှာထောင်ရေးတာမရှိဘူးလားအဲ့ဒါမျိုးလေးတွေလုပ်ပြီးတော့ဒါဥစဉ်တို့ရဲ့ fourth chapter နောက် final chapter ကျတော့ bodhi's way leading to the final cessation of wisdom ဝိဇ္ဇာတနာကိုအမြင့်ပြတ်ခြေမုံးတဲ့ဘုရားဘာသာရဲ့နိလမြာဆိုတော့အဲ့ဒီကတော့ဒါဘုရားဘာသာရဲ့တကယ်ထိတ်ဆုံးပန်းနိုင်သည့်နိဗ္ဗာန်ကြီးအရောက်ဖို့တဲ့အခန်းဆိုတော့ ကိုကိုယ်တိုင်လည်းနိဗ္ဗာန်ရောက်ဘူးတာမဟုတ်တော့သို့တော်သမီးချပြီးတော့သဘောပေါက်အောင်ရေးဆိုတော့တော်တော်ရေးရခက်တာတွေရှိတယ်ဒါတောင်ခုံကြီးဝှက်ထားတာဟုတ်တယ်မဟုတ်လားခုံကြီးဝှက်ထားပြီးတော့ဘယ်လိုကြောင့်သူကမစင်ကြယ်တာလဲဘာတွေမစင်ကြယ်တာလဲမစင်ကြယ်မှုတွေဘယ်နှမျိုးရှိတယ်လဲအဲ့ဒီမစင်ကြယ်မှုကိုဘယ်လိုစင်ကြယ်အောင်လုပ်မလဲအဲ့ဒီမှာဦးဇင်းတို့နီလန်းလေးတွေလိုက်ရှာပြီးတော့အဲ့ဒါနောက်ပိုင်းစနစ်တကျနဲ့နောက်ပညာရဲ့စင်ကြယ်မှုကအခက်ဆုံးပေါ့ငါးစင်းနဲ့အဲ့ဒါတင်ပြပြီးတော့ ဘယ်ဆင့်မှာအဝိဇ္ဇာတဏဘလောက်ယော့သွားနောက်တစ်ဆင့်မှာဘလောက်ယော့သွားနောက်တစ်ဆင့်မှာဘလောက်ယော့သွားတဖြည်းဖြည်းနဲ့အင်းကြီးတစ်ထည်ပေးနေတာကိုဆက်ပြာနဲ့တိုက်တိုက်လျှော်သလိုပဲပထမတစ်ဆင့်နည်းနည်းပြောင်းတယ်နောက်တစ်ဆင့်ဆက်လျှော်နည်းနည်းပြောင်းတော့နောက်ဆုံးမှလုံးဝနော်ဖြူသွားတာမရှိဘူးလားအဲ့ဒီပုံစံမျိုးနဲ့ဥစဉ်တို့ရဲ့ဉာဏ်အမြင်တွေကိုစင်ကြယ်လာပုံမျိုးကိုနောက်ဆုံးမှတင်ပြပြီးတော့အများကစူပေါင်းပြီးလက်ခံလိုက်လို့ဒါဥစဉ်တို့ပြီးသွားတယ်အဲဆိုလိုချင်တာကပညာရေးက လုံတဲ့တဲ့အချိန်မှာလုံရမယ်ဘယ်ချိန်မှာအဲလုံတဲ့တဲ့အချိန်မှာလုံရမယ်အဲ့ဒါမျိုးဆရာရဲ့ရင်ခွဲမှာစနစ်တကျမနေခဲ့ရင်အဲ့ဒီပုဂ္ဂိုလ်ဗျံပါရာဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့လူတယောက်ရဲ့ဘဝမှာအရေးကြီးဆုံးအချက်လေးကဒီနှစ်ချက်ပေါ့နော်နံပါတ်1ကမိဘရဲ့ရင်ခွဲမှာစနစ်တကျမကြီးခဲ့ခြင်းနှစ်ကဆရာသမားရဲ့ရင်ခွဲမှာ အဲစနစ်တကျပညာမသိခဲ့ခြင်းတဲ့ဒီနှစ်ချက်ကြောင့်မို့ဒီကြက်လေးကမတွန်တတ်တာတဲ့အဲ့ဒါကကြက်လေးနဲ့ပြပြီးတော့ဟောပေမဲ့တို့လူသားတွေလည်းဒီတိုင်းပဲပေါ့ဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်မိဘနဲ့နေရာတော့မှမိဘတွေကပညာတွေရအောင်ယူဖို့လိုတယ် ဆရာသမားတွေရှိတဲ့ခိုက်တံမှာဆရာသမားတွေကပညာရအောင်ယူဖို့လိုသလားမလိုဘူးလားအေးကိုဘဝနဲ့ကိုရှောက်လန်းများသူဆိုတဲ့အခါကျတော့ကိုသိမှသိတာဟုတ်တယ်မလားကိုဘသာကိုခေါင်းဆောင်ပြီးလုပ်ငန်းတစ်ခုလုပ်ပြီးဆိုရောင်ဝါးဝါလုပ်လို့ရသေးလားမရတော့ဘူးဆိုတာဒုသူတော်စင်မြတ်အဲ့ဒါကြောင့်ပညာဟာအရေးကြီးသလားမကြီးဘူးလားခုဒီအကာလရာဝိဇ္ဇမှာကြီးလိုက်တဲ့အခါကျတော့ကဲစီးနဲ့ကန်းနဲ့ခုနအော်ခဲ့တဲ့ ကျက်ဖလေးကြတော့ចောင်းသားတွေရဲ့အာကိုရမရဘူးလားအများကဝိုင်းပြီးအဲ့ဒီကျက်ဖလေးချက်ကြ။ကဲစီးမဲ့ကမ်းမဲ့တွန်နဲ့ကျက်ကြတော့ကဲနောက်ဆုံးဘာဖြစ်သွား။အေးချက်သားချင်းခံရဟုတ်တော့မလား။အဲ့ဒါကြောင့်တို့သူတော်စင်များလဲချက်သားချင်းမခံရအောင်နေဖို့လိုတယ်ပေါ့။ချက်သားချင်းခံရတယ်ဆိုတာကလူတယောက်ကိုအချင်းကြီးပြီးလုပ်ငန်းတစ်ခုလုပ်ခိုင်းလိုက်တယ်။ပိုးနှင်းခွက်နှင်းနင်းပြီဆိုရင်အဲ့ဒါချက်သားခံရမှာပဲ။ဟုတ်တယ်မလား။ အေးအဲ့ဒါကြောင့်မို့လုပ်ငန်းတွေမလုပ်ခင်ကတည်းကစီးနဲ့ကန်းနဲ့စနစ်တကျလေးနဲ့ပညာသင်ဖို့မလိုဘူးလားအဲ့လိုဆိုတော့ပညာဆိုတာလေးကိုတို့တို့ရဲ့မြန်မာနားလည်ဖို့လိုတယ်ပညာဆိုတာပညာတဲ့ပညာတဲ့ပညာပအသေးစိတ်ညာသိခြင်းပညာတက်ဆိုတာအသေးစိတ်သိခြင်းပဲတဲ့ဘာသိခြင်းအသေးစိတ်သိခြင်းပဲ အဲ့ဒါကြောင့်ဒုသူရစင်မြာအသေးစိတ်သိတယ်ဆိုတာအခုဒီမှာအတန်ထွက်နေတာမရှိဘူးလားဒီမိုက်ခရိုဖုန်းကနေအတန်ထွက်နေတာရှိတယ်အတန်ထွက်တယ်လို့သိတာကပညာမဟုတ်ဘူးဟုတ်တယ်မို့လားအတန်ထွက်တယ်လို့ပဲသိတယ်ဘယ်လိုကပညာလဲပြောရင်ဒီမိုက်ခရိုဖုန်းလှုပ်ထားတာကပညာဟုတ်တယ်မို့လားဘယ်လိုကြောင့်အတန်ထွက်နိုင်တာလဲဘယ်လိုချိတ်ဆက်ထားတယ်လဲဒီထဲမှာဘယ်ပစ္စည်းထည့်ထားတယ်လဲ ်ဘယ်လိုလှုပ်ထားတာလဲဒီဘောလူတင်တာလျှော့တာဘယ်လိုကြောင့်မို့လဲဘယ်လိုဆက်ဆက်နဲ့ဖြစ်နေတယ်လဲအဲ့ဒါကြပညာပညာအသေးစိတ်သိတာပါသိတာအသေးစိတ်သိတာဒီပလင်လှုပ်ထားလို့ဒီတိုင်းပဲပေါ့ပလင်ထိုင်ကောင်းသားပဲဒီလောက်သိတာဒါပညာမဟုတ်ဘူးဟုတ်တယ်မို့လားဘာသာနဲ့လှုပ်ထားတာအထက်နဲ့အောက်နဲ့ဘယ်လိုဆွဲထားတာဒီလိုဖြစ်အောင်ဘယ်လိုလှုပ်ထားတာဒီလက်ရလေးတွေကဘယ်လိုလှုပ်ရလဲအပေါ်ကပန်းကိုကြတော့ဘယ်လိုလှုပ်မလဲရားမှာဘာရှိတယ်ဒါကပညာ ဟုတ်တယ်မလားအဲဒါကြောင့်ဒုသူရောစင်များဘာလုပ်ငန်းမဲ့လုပ်လို့ပညာနဲ့လုပ်ရင်အမှားနေတယ်ဘာနဲ့လုပ်ရင်ပညာနဲ့လုပ်ရင်အမှားနေတယ်အသေးစိတ်သိပြီးမှလုပ်တာ ဖြစ်တဲ့အတွက်ကြောင့်အမှားနေသွားတာဟုတ်တယ်မလားအဲဒါကြောင့်ပညာဟာအရေးကြီးသလားမကြီးဘူးလားအဲလိုဆိုတော့ပညာရှိပညာရှိဆိုတော့ပညာရှိတွေကဘယ်လိုပုံစံရှိသလဲလို့ပြောရင် သာပေမှာပညာရှိရဲ့လက္ခဏာကို၃ပါးပြတယ်ဘယ်နှပါး၃ပါးပြထားတယ်ဒီ၃ပါးနဲ့ကြည်လိုက်ရင်ဒီပုဂ္ဂိုလ်ပညာရှိဆိုတာသိလို့ရပါတယ်နံပါတ်၁သူစိန်တိတာစိန်တီကျန်ရင် ကောင်းတာကိုကျန်တယ်ပြောကြည့်ပါဦးကျန်ရင်ကောင်းတာကိုကျန်ပါလားပြောကြည့်ပါဦးဗါတယ်လဲကျန်ရင်ကောင်းတာကိုကျန်တယ်ကျန်ရင်ကောင်းတာကျန်တယ်ဆိုတာ သူတွေးလိုက်ကြံလိုက်တဲ့အကြံဒီဘရော့မှာသူတစ်ပါးဒုက္ခရောက်မဲ့အကြံမျိုးမပါဘူးဘယ်လိုလှုပ်ပလိုက်မလဲဘယ်လိုချပလိုက်မလဲဘယ်လိုတောက်ဖြုတ်ပလိုက်မလဲဘယ်လိုတော့ဒုက္ခရောက်အောင်လုပ်လဲဘယ်လိုတော့ကြောက်တွန်းလိုက်မလဲတခုမှမပါဘူးနော်အဲ့ဒါမျိုးကြံရင်အကောင်းလေးတွေကြည့်တယ်ဘယ်လိုကူညီပေးရင်ကောင်းမလဲဘယ်လိုမေတ္တာလေးထားလိုက်တာပိုကောင်းမလဲအကောင်းလေးဘက်ကပဲသူကြံတယ်အဲ့ဒါကြောင့်ကြံရင်ကောင်းတာကြံတယ်တဲ့ပြောကြည့်ပါဦး ကြံရင်ကောင်းတာကြံတယ်နောက်နံပါတ်2ကသူဘာတိတာဘာတိပြောရင်ကောင်းတာပြောတယ်ပြောကြည့်ပါပြောရင်ကောင်းတာပြောတယ်တို့သူတို့စင်များစကားတွေသူရောကိုရောပြောနေတာမရှိဘူးလားပြောတိုင်းကောင်းတာဟုတ်ရဲ့လားမဟုတ်ဘူးတို့သူတို့စင်များ ကောင်းတာပြောတယ်ဆိုတာကခြုံကြည့်ရင်တော့လိမ်မပြောဘူးရန်တိုက်တဲ့အပြောတွေမပြောဘူးကြံကြံထန်ထန်မပြောဘူး a Jew